စကောင်စီကနန်း CDM ဝန်ထမ်းတွေနဲ့အငိမ့်စားဝန်ထမ်းတွေကိုအပိုထောက်ပံ့ကြေးတိုးပေးလိုက်ပေမဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တချို့မှာလောက်ခတိုးပေးလို့တဲ့ဆန္ဒရှိနေဘူးလို့ပြည်တွင်းအလို့သမားရေလှုပ်ရှားသူတချို့ကပြောပါတယ်။နန်း CDM နဲ့အငိမ့်စားဝန်ထမ်းတွေကိုအော်တိုဘားလာကစပီတလားကိုအပိုထောက်ပံ့ကြေးကျပ်3000တောင်းတွင်းမြင့်ခန်းစား권ပေးသွားမယ်လို့စစ်ကောင်စီဩဇာခံဗနာယေးနဲ့အခွန်အကြီးဌာနကစက်တင်ဘာလ30ရက်မှာကြေညာခဲ့တာဖြစ်ပါတယ်။အဲ့ဒီအပိုထောက်ပံ့ကြေးတွင်းမြင့်ခန်းစား권ထဲမှာ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍကအလုပ်သမားတွေမပါသေးပေမဲ့စစ်ကောင်စီလုပ်သမားဝန်ကြီးဌာနကနေအလားတူတွင်းမြင့်တဲ့ညညာချက်တိကျထွက်လာဖို့ရှိတယ်လို့အလုပ်သမားရေလှုပ်ရှားသူတွေကဆိုပါတယ် အဲ့ဒီလိုညင်ညာချက်ထွက်နိုင်ခြင်းရှိပေမဲ့လုပ်ငန်းရှင်တွေကထောက်ပံ့ခြင်းထပ်တိုးမပေးခြင်းလို့အတန်ထွက်နေကြတယ်လို့အထက်ချုပ်လုံထမသမဂါခေါင်းဆောင်တယောက်ကပြောပါတယ်စစ်ကောင်စီက2023အောက်တိုဘာနဲ့2024အောက်တိုဘာလမှာတရက်ကိုထောက်ပံ့ခြင်းတထောင်ချက်စီတိုးမြှင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ် လက်ရှိမှာအလုပ်သမားတွေရဲ့အခြေခံတရားလောက်ခါကထောက်ပံ့ကြေးကျပ်2000ပါမှ6800ကျပ်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီသတ်မှတ်ချက်ကိုမလိုက်နာပဲတရားလောက်ခတိုးမပေးတဲ့အလုပ်ရှင်တွေအခုထိရှိနေသေးတယ်လို့အလုပ်သမားအသိုင်းအဝိုင်းကနေသိရပါတယ်။